တမိုးခရရဲ့ပကဖရဲဘော်၁၀ရောက်တပ်ဖြတ်ခံရမှုနဲ့ပတ်သက်လို့အမှုမှန်ပေါ်ပေါက်ဖို့နဲ့တာဝန်ရှိတဲ့သူတွေကိုအပြစ်ပေးအရေးယူဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတောင်းဆိုလိုက်ပါတယ်။တည်တည်ပြန်ပို့ထားတာပါရှင်။စကိုင်းတိုင်းတမိုးခရရင်ကမ္မကြီးကျွော်အနီမြမအိန္ဒိယနယ်စပ်မြမပြည်ပအချမ်းမှာယာယီစကန်းရွှေပြောင်းတာဝန်ထမ်းဆောင်နေတဲ့တမိုးခရရင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖရဲဘော်၁၀ရောက်ဟာမေလ၁၄ရက်နေ့မှာစကန်းကနေပျောက်ဆုံးသွားခဲ့တယ်လို့သိရပါတယ်။ မေလ16ရက်နေ့မှာအိန္ဒိယနိုင်ငံနယ်စပ်လုံခြုံရေးတပ်ဖွဲ့ဖြစ်တဲ့ Arthur Rifle တပ်ဖွဲ့မဏိပူပြည်နယ်ချန်ဒီခရိုင်တပ်ရင်းတစ်စီကနေပျောက်ဆုံးနေတဲ့ပကဖရဲဘော်တွေကိုရဝက်လောင်း10လောင်းအနေနဲ့ညှိနှိုင်းတောင်းဆိုလက်ခံရရှိခဲ့တယ်လို့သိရပါဗျ။ NUG အနေနဲ့အမှုမှန်ပေါ်ပေါက်ရေးဆောင်ရွက်ပေးဖို့အိန္ဒိယကိုစန့်ကျင်တိုက်ခိုက်နေသူတွေမဟုတ်ဘဲရက်ဆက်စွာတပ်ဖြတ်ခြင်းအပေါ်တာဝန်ယူစုံစမ်းဖြေရှင်းပေးဖို့နိနာသူမိသားစုတွေကိုနိနာချေပေးပြီးတာဝန်ယူဆောင်ရွက်ပေးဖို့ နောက်မှာအလားတူကိစ္စတွေမဖြစ်ရေးအတွက်စီမံဆောင်ရွက်ပေးဖို့နှစ်နိုင်ငံနယ်ကြားဆီးညှိနှိုင်းမှုမပြည့်ပြတ်သေးတဲ့ကာလမှာတစ်ဖက်သက်ခြံစည်းရိုးခတ်တာကိုယာယီရက်ဆိုင်မှုစတဲ့အချက်၆ချက်တောင်းဆိုခဲ့ပါတယ်။အိန္ဒိယနိုင်ငံဖြစ်တဲ့အတွက်အမြဲတည်းတွေးဆက်ဆံရမယ့်အခြေအနေရှိတာကြောင့်နှစ်နိုင်ငံမဟာမိတ်ဆက်ဆံရေးမပြတ်ဖို့အတွက်မြစ်တာရက်ခံတောင်းဆိုထားပြီးအိန္ဒိယအစိုးရဘက်ကတစုံတရာဆောင်ရွက်ပေးဖို့ယုံကြည်တယ်လို့ NUG ကဆိုပါတယ်။ 有几个啊？木嘛，包包括啊，有几个嘛？然后嗯，十还有别的还是的嘛？那只不过东边嘛，说一下，对对，就那们点啊。那那几个最少也嘛这样嘛，那么这样子呢嘛？那我们那块老远，那我们那块在个哪么这样？那个工人呢是多长呢？的。 standard operation procedure လိုဟာမျိုးတွေပေါ့နော် SOP တွေလို့မှာပေါ့နော်တကယ်တမ်းဒီလိုကိစ္စတွေမှာရှင်းဖို့ကတော့တစ်ပတ်ဆင်းနေတော့မရဘူးလေနော်နောက်ဖက်ကရှင်းနေနိုင်တဲ့ဓာတ်တွေဆက်မဖြစ်အောင်လုပ်သွားကြဖို့တော့ကျွန်တော်တို့အဲ့ဒီထဲမှာတောင်းဆိုထားပါတယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးဖြစ်လာမယ်လို့ကျွန်တော်တို့ကတော့မျှော်လင့်ပါတယ်အိန္ဒိယစစ်တပ်ရဲ့ထုတ်ပြန်ချက်ကိုကိုးကားပြီးနေဆက်အနီး New Sunday ကျေးရွာအနီးမှာလက်နက်ကိုင်အဖွဲ့ဝင်တွေရဲ့လှုပ်ရှားမှုသတင်းရတာကြောင့်စစ်စင်ရေးတစ်ခုကိုစတင်ခဲ့ပြီးစစ်စင်ရေးအတွင်မှာ တန်တရားရှိသူတွေကပြစ်ခတ်ခဲ့တဲ့နောက်စစ်တပ်ကပြန်လည်ပြစ်ခတ်ခဲ့လို့စစ်ဝတ်ဆောင်ဝတ်ထားတဲ့လူ၁၀ယောက် တေဆုံးခဲ့တယ်လို့အိန္ဒိယအခြေစိုက်မီဒီယာတွေမှာဖော်ပြကြပါဗျာ။အလောင်းပြန်ရဖို့လုပ်တဲ့တဲယူတယ်အလေးပြုအခမ်းအနားနဲ့မိတဲ့ဂျူတယ်မြေပြင်ချက်လက်တွေကိုလေ့လာပြီး MOD ထံအစီရင်ခံစာတင်ပြထားတယ်။ NUG Mover က statement ထုတ်ထားပြီးတော့ဆက်လက်ဆောင်ရွက်နေပါတယ်။သဘောထားမှတ်ချက်ပေးရရင်တော့အိန္ဒိယအာမေရရက်ဆက်ရုံမှမှုတွေပါမယ်။ကိုဘကတာဝန်ခံတွေရဲ့ပို့ရမှုတွေလည်းပါတယ်။တပ်ဖွဲ့တွေကခံပြင်းတာပေါ့ ဒါပေမဲ့ကုခိုင်တာဝန်ခံတွေညံ့တာလည်းပါတယ်လေစိုးမိုးထိန်ချုပ်နေမြေမျိုးနှမျိုးကိုတင်ထားနိုင်တာရှိရတာနဲ့ဘာကြောင့်အိန္ဒိယနယ်စပ်မှာစခန်းချနေတာလဲပေါ့အခုတော့အိန္ဒိယနယ်စပ်ဘက်အဝင်ထွက်တွေလုတာတွေတတိထားနေရပြီ NUG အနေနဲ့အိန္ဒိယအစိုးရရဲ့ပူးပေါင်းဆောင်ရွက်မှုကိုယုံကြည်ကာတခြားမလိုလားအပ်တဲ့နိုင်ငံချစ်ချင်ရေးကိုထိခိုက်စေမဲ့ကိစ္စတွေနယ်စပ်ဒေသကတော်လှန်ရေးအဖွဲ့တွေအနေနဲ့လည်းနိုင်ငံကြီးသားမပိတားတဲ့ဆောင်ရွက်ချက်တွေမပြုတ်လုပ်ဖို့နဲ့အိန္ဒိယမြန်မာနှစ်နိုင်ငံနယ်စပ်အတွင်း မူရစီဝါတရားမှုရင်ရောင်းဝယ်မှုနဲ့တယ်ဆောင်မှုထိန်းချုပ်ရေးအပါအဝင်တရားဥပဒေစိုးမိုးရေးကိစ္စရပ်တွေကိုသက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်ကြဖို့မြစ်တာရက်ခံထားပါတယ်။ကျမဒီရီပါ။